တခါကြီးဘာကိုသိတယ်လဲအခုတပြေတော့ဗျာတဲ့ထိုးထွင်းထိုးထွင်းပြီးတော့သဘောတည်သိလာတဲ့ဥစ္စာဟာတပြေတော့အမှန်တရားတွေမြင်လာပြီဗျာဒီလိုပြောတယ်တခါကြီးအဲ့တော့ပြောတာတွေကတပြေတော့ဗျာအဲမေးလဲမေးပြရစီဗျာဆိုပြီး तू မေးတယ်တခါကြီးကဥပဇင်းကလည်း तू မေးတာဒီဖြေးတယ်အဲတပြေတော့ဗျာ तू ကတော့စာနေနေကြည်တာကိုဥပဇင်းကစာမတတ်ဘူးအဲအရှင်ဗျာဥပါဒာနဲ့ခန္ဓာအနုပါဒခန္ဓာ အဲ့ဒါဒီသူမေးတယ်ဥပဇင်းတော့ကဥပါဒနဲ့ခန္ဓာအနုပါဒခန္ဓာခန္ဓာ၅ပါးရှိတဲ့အ ਨੇ ကဒါဒီသူမေးပြန်တော့ခန္ဓာ၅ပါးတပြည့်တော်တို့ဟာပြင်သိခဲ့တာလည်းရှိပါတယ်ဗျာအရှင်ဘုရားတဲ့ခန္ဓာ၅ပါးကိုဥပါဒံခန္ဓာ၅ပါးဖြစ်တာ ဖြစ်ပုံအနုပါဒခန္ဓာ၅ပါးဖြစ်ပုံဥပါဒံနဲ့ခန္ဓာ၅ပါးအနုပါဒေခန္ဓာ၅ပါးရှိတယ်တခါကြီးဥပါဒေခန္ဓာ၅ပါးဆိုတာကဥပါဒံရုပ်ဥပါဒံစိတ် အနုပါဒာနဲ့ခန္ဓာဆိုတာဓမ္မယုတ်ဓမ္မနာလက္ခဏာယုတ်လက္ခဏာခေါ်တယ်တကယ်ပုဂ္ဂိုလ်တော်ဝါးတွေဟာခန္ဓာ၅ပါးဟာဘယ်လိုဖြစ်လာသလဲမြင်နိုင်ကြတိုင်းနားနဲ့စားတိုင်းထိတိုင်းသိတိုင်းဟာဒွါရ၆ပေါက်၆တကားမြင်လိုက်တဲ့ဥပါဒံခန္ဓာ၅ပါးဖြစ်ပေါ်ကြားလိုက်တဲ့အတန်ပေါ်မှာဥပါဒံခန္ဓာ၅ပါးဖြစ်ပေါ်နားလိုက်တဲ့အနဥပါဒံခန္ဓာ၅ပါးအနပေါ်မှာဖြစ်ပေါ်စားလိုက်တဲ့ရသာဤရုပ်ပေါ်မှာဥပါဒံခန္ဓာ၅ပါးဖြစ်ပေါ် ထိလိုက်တဲ့အတွေ့ရုပ်ပေါ်မှာဥပါဒံခန္ဓာ၅ပါးဖြစ်ပုံသိလိုက်တဲ့ဓမ္မရုပ်ပေါ်မှာဥပါဒံခန္ဓာ၅ပါးဖြစ်ပုံပုဂ္ဂိုလ်သရဝါဒီတရားနှလုံးမှမကြက်မကြံမအထုတ်တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းသိတိုင်းဒွာရ၆ပေါက်၆တကားကနေပြီးတော့အသင်းပေါ်မှာလည်းဥပါဒံခန္ဓာ၅ပါးဖြစ်မှာကြီးပဲတကယ်ကြီးအသံပေါ်မှာလည်းဥပါဒံခန္ဓာ၅ပါးဖြစ်မှာပဲအနတ်ဤရုပ်ပေါ်မှာလည်းဥပါဒံခန္ဓာ၅ပါးဖြစ်မှာပဲ ရတာဤရုပ်မှာလဲဥပါဒံခန္ဓာ၅ပါးဖြစ်မှာပဲအတွေ့ဤရုပ်ပေါ်မှာလဲဥပါဒံခန္ဓာ၅ပါးဖြစ်မှာပဲဓမ္မဤရုပ်ပေါ်မှာလဲဥပါဒံခန္ဓာ၅ပါးဖြစ်မှာပဲဥပါဒံခန္ဓာ၅ပါးတပြည့်တော်တို့ကွဲပြားအောင်တဂါကြီးမန္တလေးကတဂါကြီးဥညိုကနေပြီးတပြည့်တော်သိကျင်ပါတယ်ဗျာဆိုတော့မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းသိတိုင်းဟာအစင်းပေါ်မှာအလံပေါ်အနံ့ပေါ်ရတာအတွေ့ဓမ္မအပြင်အာယုံပေါ်ကနေပြီးတော့ ခန္ဓာငါးပါးဥပါဒံခန္ဓာငါးပါးပြိဿသမုပ္ပါလဲပြီးဖြစ်သွားပုံဥပါဒံခန္ဓာငါးပါးဖြစ်ပုံကိုတပြည့်တော်သဘောပေါက်အောင်ရှင်းရှင်းလင်းလင်းနဲ့ဘာသာစကားနဲ့ဘာသာလို့ပြောပြပါဗျာတဲ့တပြည့်တော်တို့ကလည်းစာကောင်းအောင်မတတ်ဘူးတဲ့ဘာသာစကားနဲ့ဘာသာလို့ပြောမယ်ဆိုလို့ရှိရင်တော့အဲတပြည့်တော်တို့သိပါတယ်ဗျာအဲ့တော့အရှင်ဖျားအရှင်ဘုရားကလည်းစာမတတ်ဘူးတပည့်တော်တို့ကလည်းစာကောင်းအောင်မတတ်ဘူးလေအဲ့တော့စာမတတ်တော့ဘာသာစကားနဲ့ လူဘိလူနနားလေအောင်ဥပဒံခန္ဓာ၅ပါးဖြစ်နေပုံဓမ္မရဲ့ခန္ဓာ၅ပါးဖြစ်နေပုံဥပဒံခန္ဓာ၅ပါးဆိုတာပုဒုစေနိုဤဖြစ်တာကတော့ဥပဒံခန္ဓာ၅ပါးဖြစ်တယ်တကယ်နော်မြင်တိုင်းကြားတိုင်းနာတိုင်းပြိဿသမုပ္ပစိတ်အစဉ်ရုပ်အစဉ်ခန္ဓာအစဉ်ဖြစ်သွားတဲ့အနိစ္စခန္ဓာ၅ပါးဒုက္ခခန္ဓာ၅ပါးအနတ္တခန္ဓာ၅ပါးအစဉ်ဖြစ်နေတယ်နော် သူဘာကြောင့်ဒီလိုအစဉ်ဖြစ်နေတယ်တဲ့ယုတ်ဤသဘာဝလက္ခဏာကိုသူမသိလို့နာဤသဘာဝလက္ခဏာကိုသဘာဝသဘောတရားတွေကိုလက္ခဏာသဘာဝယုတ်ဆိုတဲ့သဘာဝလက္ခဏာဟာတကယ်ရှိတကယ်ရှိတဲ့သဘာဝလက္ခဏာကိုသိသလားတဲ့မသိဘူးတကကြီးအနိစ္စသင်ညာဒုက္ခသင်ညာအနတ္တသင်ညာအဲ့ဒီသင်ညာသာသူသိတာများကြနော်အနိစ္စလည်းသိကြတယ်ဒုက္ခလည်းသိကြတယ်အနတ္တလည်းသိကြတယ်အဲ့တော့ အနိစ္စဒုက္ခအနတ္တဆိုတာခလေးလေးသိတာလေခလေးလေးသင်ပေးထားလေရတယ်တကယ်ယူအဲ့တော့စာအုပ်ထဲကဖတ်ပြီးသင်ပေးလည်းမရဘူးလားဒီအသင်မျိုးကတော့သင်ညာသိပဲရှိနော်သင်ထားတဲ့သုတမယညာစေနာမယညာဘာဝနာမယညာမဲ့ညာဘူညာဆိုတော့ညာငါညာဟာအခုညာစင်တွေကရွတ်ကြတာများအကျင့်တွေကပုဂ္ဂိုလ်ကဒါဒီဒီညာစင်တွေဖျားသိတဲ့ညာစင်တွေမရမရနိုင်ဘူးဒါကြဖျားသိတဲ့ညာစင်တွေရပါဆိုလို့ရှိရင်ဖျားဖြစ်သွားမှာပဲ ။ဘုရားသိတဲ့ညာစင်းနေမရဘူးတဲ့။သိဖို့ဟာကဘာလဲ။သုတမရညာရဲ့စိညာမရညာရဲ့ဘာဝနာမရညာရဲ့မဲ့ညာဖို့ညာညာနာညာသိရင်တော်ပြီ။အော်ဒါသုတမရညာပဲ။ဒါကတွေးတော်ကြံစားတဲ့စိညာမရညာပဲ။ပြိစုံပံခန္ဓာကနေပြီးပေါ်လာတဲ့သဘာဝအဲသဘာဝလက္ခဏာညာဟာဒါပဲဘာဝနာမရညာပဲ။နော်။ဒါကမဲ့ညာပဲအကုသကအကုသကမရှိတာဒါမဲ့ညာပဲ။ဒီအသိဟာမဲ့ညာမဲ့စိတ်ပဲ။ဒါကမဲ့ညာပဲ ဒါကကိလေသာတွေငြိမ့်အေးသွားတဲ့ဥစ္စာဟာဒါဖုံညာမေးလို့ဒီလိုသိလိုက်လို့ရှေ့ရဲဒကာကြီးဖျက်သိတဲ့ဉာဏ်စဉ်၁၀ဗ၁၆ပါရွတ်နေဖို့လိုသေးလားမလိုပါဘူးနော်ဉာဏ်စီရွတ်နေပြီတဲ့ဖရားသိတဲ့ဉာဏ်စီကိုမဖရားမဖြစ်ပဲနဲ့ဒီဉာဏ်นี่ဖရားထားပြီခဲ့တယ်ဆိုတော့ဖရားလည်းမရှိဘူးဖရားမရှိတော့ဘယ်ဖရားသွားမင်းမလဲမင်းเสียလည်းမရှိဘူး မင်းကြံမရှိတော့အဲ့တော့ကိုယ်ခန္ဓာကပေါ်လာတဲ့သုတမယညာစေနာမယညာဘာဝနာမယညာမညာဘုံညာဆိုတာညာငညာသိပြီဆိုရင်အခုနောက်ပိတ်ဆုံးသာသနာမှာညာငညာရလို့ရှိရင်တခါကြီးကောက်ပါပြီနော်ညာငညာညာငညာကိုယ်လက်ထက်ကဖရလက်ထက်ကဖရသိတဲ့ညာဆယ်ညာစဉ်10ပါး12ပါး16ပါးဆိုတာရှိကြတယ်တခါကြီးအဲ့ဒါကဖရသိတဲ့ရွှေညာတော်တွေနော်ဖရသိတဲ့ရွှေညာတော်တွေကိုယ်လည်းဖရမဖြစ်ဘူးတခါကြီးနော် အဘန်အခုဟာကကာလဝိမုတ်တိယူကခေအနတ္တသာသနာတပတ်ပြန်လဲလာတော့ဘုရားမရှိသေးတဲ့နောက်မှာတပတ်ပြန်လဲလာတဲ့သာသနာနော်အနန္နုံးတဲ့သာသနာအဲ့တော့ဘုရားရွှေညံတော်တွေကိုလိုက်လို့မရဘူးနော်အခုပြစ္ဆုတ်ပံကာလမှာသုတမယညာစိန်နာမယညာဘာဝနာမယညာမဲ့ညာဖုန်ညာညာငါညာသိရင်တော်ပြီအဲ့တော့သိပြီဆိုလို့ရှင်ဘုရားကလည်းဟောထားတယ်မင်းတို့ခန္ဓာ၅ပါးကိုမြင်အောင်ကြည့်တယ်လက္ခဏာ၃ပါးကိုမြင်အောင်ကြည့်တယ်လို့ဆိုထားတယ်ကဲ့ အဲ့တော့ခန္ဓာ၅ပါးဆိုတာဥပါဒါနဲ့ခန္ဓာ၅ပါးကဘယ်လိုလဲပြိစ္ဆာသမုပ္ပါလဲပြီးတော့အနိစ္စလက္ခဏာဖြစ်တယ်။သင်္ခါရဖြစ်တယ်။ဓမ္မခန္ဓာကသင်္ခါရခန္ဓာချုပ်ပြီးတော့သင်္ခါရခန္ဓာဥပါဒါနဲ့ခန္ဓာချုပ်ဓမ္မခန္ဓာဖြစ်အဲ့တော့မြင်လိုက်ကြားလိုက်နားလိုက်ပုထုဇဉ်များဟာဥပါဒါနဲ့ခန္ဓာဖြစ်တာကဘယ်လိုကြောင့်ဖြစ်တယ်လဲတဲ့မြင်လိုက်ကြားလိုက်ဟာ ။ तू အသိမရှိဘူး။အသိမရှိတော့ तू လည်းအသိမရှိဘူးလား။ခုနကတော့ဒကာကြီးဥပထုံးပြောတယ်ဒကာကြီး။ဥပစင်ကတော့ပြစ်စုံပန်တရားဟောတာပဲ။တလုံးပေါ်လာရင်တလုံးမှာပါသွားတာ။ရှင်ဘုရားတဲ့တို့မဲ့ကြတဲ့ဥစ္စာကတခါတည်းမဲ့ကြသွားပြီဆိုဘာမှမသိတော့ဘူးမေ့သွားတယ်လို့အဲ့ဒီလိုပြောတယ်။မေ့သွားတယ်ဆိုတော့အဲ့တော့ဥပထုံးကပြန်ပြောတာအာအကိုကြီးမေ့သွားလို့ရှင်အရက်တော့လိုက်ပေါ့ အဲ့ဒီအရက်ဆောက်လိုက်လဲမေ့သွားတာပဲအဲ့ဒီလိုတပြည့်တော်ကပြောလိုက်ပါတယ်ဗျာတဲ့တပြည့်တော်အကိုကြီးကိုအဲတခါကြီးအကိုကြီးဟာအရက်ဆောက်လိုက်လဲမေ့တာပဲမေ့တယ်ဆိုရင်မက်ဆိုလို့ရှိရင်အရက်ဆောက်ရင်မေ့သွားတာပဲအဲ့တော့အသိနှမျိုးရှိတဲ့အ낵ကမိစ္ဆာအသိသမာအသိမိစ္ဆာအသိဆိုတာမရှိတဲ့တရားကိုသိလို့မရှိတဲ့တရားသိတာပဲသူလည်းပဲရှိတဲ့တရားကိုမသိလို့မိစ္ဆာအသိလို့ခေါ်တယ် ရှိတဲ့တရားကိုသိတာကသမာဓိလို့ခေါ်တယ်။ရှိတဲ့ပြစ္ဆုတ်ပံသဘာဝယုတ်ကိုလက္ခဏာယုတ်သဘာဝလက္ခဏာကိုမြင်လို့သိလိုက်လို့ရှိရင်သမာဓိတိအတိလို့ခေါ်တယ်။မရှိတဲ့တရားတွေကိုရှောက်သိရင်ပြဲအဲမိစ္ဆာအတိလို့ခေါ်တယ်။အဲ့ဒီအတိနှမျိုးရှိတဲ့အ ਨੇ ကဥပဒံခန္ဓာ၅ပါးရဲ့ဓမ္မခန္ဓာ၅ပါးရဲ့တရားကြီးဥညိုကခွဲပြပါဘုရားဆိုတော့အဲ့တော့ခွဲပြမယ်။မြင်လိုက်တဲ့အစင်းကြားလိုက်တဲ့အစံနားလိုက်တဲ့အနံ့ စားလိုက်တဲ့ရလာထီးလိုက်တဲ့အတွေ့သိလိုက်တဲ့ဓမ္မအပြည့်အာယုံဘောကနေပြီးတော့အစင်အသာအနံ့ရလာအတွေ့ဓမ္မဘောကနေပြီးတော့ပုပ်ကိုတိုင်းပုပ်ကိုတိုင်းဥပါဒံခန္ဓာ၅ပါးဖြစ်ပြီးတော့ပြိဿသမုပ္ပါလဲပြီးသင်္ခါရဒုက္ခကြီးအနိစ္စလက္ခဏာရကြဒုက္ခလက္ခဏာရအနတ္တလက္ခဏာရဘယ်လိုအနိစ္စ ူများပြောဆံကြဆိုဆံကြအမေအဖေသင်ပေးတဲ့အနေစာဒုက္ခအနတ္တဆိုတာခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်အကုန်လုံးသိတယ်အနေစာလောကသိနေအသုံးနှုံးနေသိနေတဲ့အနေစာဒုက္ခအနတ္တဒီအနေစာဒီအနတ္တဒီဒုက္ခမျိုးမဟုတ်ဘူးတခါကြီးနော်အဲ့တော့သဘာဝအနေစာသဘာဝဒုက္ခသဘာဝအနတ္တကိုမြင်မှားတခါကြီးနော်အဲ့တော့ခန္ဓာ၅ပါးသည်ဥပါဒာနဲ့ခန္ဓာ၅ပါးဘယ်လိုဖြစ်သွားသလဲပုရုษရှင်များဟာခန္ဓာ၅ပါးအစဉ် သင်္ခါရဒုက္ခရကြသင်္ခါရဟာမြင်နိုင်ကြတိုင်းနိုင်တိုင်းအစင်းတစ်ခုမြင်လိုက်တယ်ခန္ဓာ၅ပါးဟာဖြစ်ပုံလေမျက်စိနဲ့မြင်လိုက်ပြီတခါကြီးမျက်စိကမြင်တာအကျင်းတော့မချုံတော့ဘူးတခါကြီးလူဖိတ်လူနာသိလွယ်အောင်ခန္ဓာ၅ပါးကိုရုပ်အစဉ်စိတ်အစဉ်ခန္ဓာအစဉ်ပရိစ္ဆာသမုပ္ပါသင်္ခါရဒုက္ခမြင်သွားပုံသင်္ခါရအနိစ္စမြင်သွားပုံသင်္ခါရအနတ္တမြင်သွားပုံဟာကိုသဘောကိုတင်ပြီးတော့ မြင်လိုက်တဲ့တပြိုင်နက်တည်းခန္ဓာငါးပါးကိုဖွဲ့ပြီးတော့ပိုင်းပိုင်းပိုင်းပြတ်ပြတ်ကွဲသွားအောင်နော်ပုရုษေအမြင်ကဘယ်လိုမြင်တယ်လဲတခါကြီးမြင်လိုက်တဲ့အပေါ်မှာရွှေတကုံဖရာကိုမျက်စိနဲ့ကြည်လိုက်တဲ့အချိန်ခါမှာပွားမြင်လိုက်တာဘာကိုမြင်ရွှေတကုံဖရာကိုမြင်တာယူပက်ခန္ဓာပဲရွှေတကုံဖရာရဲ့လို့သိလိုက်တာက